မင်္ဂလာညချမ်းပါရှင်2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ Radio NUG ရဲ့ညပိုင်းပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကောင်ရေးစုနဲ့မထိုက်တန်ဘူးလို့ကြေညာတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှဒေါက်တာနန္ဒဝင်းဟာပြည်သူ့ကောင်ရေးစုနဲ့မထိုက်တန်ဘူးလို့ပြည်သူ့ကောင်ရေးအသင်းမဟုတ်လုံမှုဆောင်ဖွဲ့ကမနေ့ကနိုဝင်ဘာလ2ရက်နေ့ရက်စွဲနဲ့ကြေညာလိုက်ပါတယ်ဒေါက်တာနန္ဒဝင်းရဲ့ရက်ဒီလှုံ့ဆော်ချက်တွေနဲ့ပတ်သက်လို့ ပြည်သူ့ကောင်ရီအသင်းကသူတို့ရဲ့သဘောထားကိုထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ပြည်သူ့ကောင်ရီအသင်းအနေနဲ့ခေဆက်ဆက်အာနာရှင်တို့ရဲ့ဖိနှိပ်မှုအောက်ကခက်ခက်ခဲခဲရုန်းကန်နေကြတဲ့ပြည်သူလူထုအကျိုးကိုဦးတည်ဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို2010ပြည်နှစ်ကစပြီးပြည်သူ့ကောင်ရီစုတွေနှစ်စဉ်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုချီးမြှင့်ရမှာ2015ခုနှစ်မှာပြည်သူ့ကောင်ရီအထူးစုဖြစ်တဲ့ဂုံပြုခံခဲ့ရတဲ့ဒေါက်တာနန္ဒဝေဟာတိုင်းသာပြည်သူတွေကိုအစွမ်းကုန်ဖိနှိပ်နေတဲ့စေုပ်စုလုပ်ရက်တွေကိုထောက်ခံအားပေးရည်တည်ခဲ့ပြီး စီဒီအမ်ဆရာဝန်တွေ၊သူနာဗျူတွေ၊ကျန်းမာရေးဝန်ထမ်းတွေပုဂ္ဂလိကဈေးရုံတွေမှာဝန်ထမ်းအဖြစ်မခန့်မှုစေုပ်စုလိုကြလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ဒေါက်တာနန္ဒဝင်းအနေနဲ့သူ့ရဲ့လုပ်ပိုင်ခွင့်အခွင့်အာဏာကိုသုံးပြီးပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေါ်လှစ်လျူရှုခဲ့တဲ့သခင်အားရဂျွန်ဘာဝပြုမှုဆောင်ရွက်ချက်တွေဟာပြည်သူ့ကောင်ကြီးအသင်းရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်တဲ့နိုင်ငံသားများနှင့်လူပေါင်းလောကအတွက်စံပြဖြစ်မှုဆိုတဲ့ရည်အချင်းနဲ့လုံးဝသွေးဖယ်နေခဲ့တယ်လို့လည်းပြည်သူ့ကောင်ကြီးအသင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့်ဒေါက်တာနန္ဒဝင်းရဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုပြည်သူ့ကောင်ရဲ့အသင်းရဲ့အင်တာနက်စာမျက်နှာကနေဖော်ရှားခဲ့တယ်လို့ပြည်သူ့ကောင်ရဲ့စုရှင်တဦးဖြစ်တဲ့ထိုက်တံမှုရှိတဲ့အကြောင်းသိပေးထားပြီးဒေါက်တာနန္ဒဝင်းရဲ့ဆက်ဆုံရုံရှားပွဲကောင်းတဲ့ရုပ်မာရက်ဆက်တဲ့စိတ်ထားနဲ့ယက်တီချက်ကိုပြင်းပြင်းထန်ထန်ရှုံချတဲ့အကြောင်းပြည်သူ့ကောင်ရဲ့အသင်းဘဟုအလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစာနယ်ဇင်းသမားတို့ရဲ့ရဲစွမ်းတက်တိကိုဗြိတိန်ကုန်ပြူတဲ့သတင်းပဲဖြစ်ပါတယ်။ ရင်းနောက်တွေကိုဖမ်းဆီးအကျဉ်းချမှုအများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကစာနယ်ဇင်းသတင်းသမားတွေရဲ့ရဲစွမ်းတက်တိကိုဂုဏ်ပြုတဲ့အကြောင်းဗြိတိန်ဆိုရကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒီနေ့ကြားရောက်တဲ့နိုင်ငံတကာသတင်းတောက်များပေါ်ကျူးလွန်သောပြမှုများအတွက်ပြည်ထောင်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသက်ရေးနေ့မှာမြန်မာနိုင်ငံကစာနယ်ဇင်းသတင်းသမားအလုံးကိုဂုဏ်ပြုတဲ့အကြောင်းရန်ကုန်မြို့တော်မှာရှိတဲ့ဗြိတိန်တန်ယုံကထုတ်ပြန်လာတာဖြစ်ပါတယ်။ offline နဲ့ online စတဲ့အခြေအနေနှစ်မျိုးစလုံးမှာနှောင့်ယှက်မှုစောင့်ကြည့်မှုလွဲသုံးစားပြုမှုစတာတွေပါဝင် ချိန်ချောင်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့မျိုးသမီးတရင်တော့တွေကိုပို့ပြီးအမှတ်ရနိုင်မယ်လို့လည်းထောက်ပြချက်မှာဖော်ပြထားပါတယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတရင်တော့တွေကိုဖန်ဆီးအချင်းချမှုအများဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီး2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစာနယ်ဇင်းသတင်းသမားခုနှစ်ဦးဟာဆီယနာရှင်တွေရဲ့တပြက်တာခံခဲ့ရပြီးသတင်းသမား200ကျော်လည်းဖမ်းဆီးခံခဲ့ရတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ် မြို့သမီးသတင်းသမားတွေပါဝင်အ ਨੇ ဆုံးသတင်းသမား52ဦးဟာလက်ရှိချိန်ထိဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့လည်းအသိပေးထားပါဗျ။ Britain ဆိုရအနေနဲ့မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှရှုံချထားပြီးမီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားလုပ်တာနဲ့ကန့်သတ်ချုပ်ချယ်တဲ့သူတွေကိုအေးအေးရမယ်လို့ယုံကြည်ထားပါဗျ။မြန်မာနိုင်ငံပါဝင်ကမ္ဘာတဝန်းကသတင်းသမားတွေနဲ့လူခွင့်ရေးကာဝယ်စောင့်ရှောက်သူတွေဘေးကင်းလုံခြုံစေဖို့ဗြိတိန်အစိုးရအနေနဲ့အကူအညီတွေဆက်ပြီးထောက်ပံ့သွားမယ်လို့ရန်ကုန်ခြေဆိုင်ဗြိတိန်တိုင်ယုံကထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်တရင်ကတော့နေရီကန်ဘီဟာကုန်းကိုလာတဲ့စစ်ကူစစ်ကြောင်းတွေကိုဖိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ကတေဆုံးမှုများပြီး26ဦးအရှင်ဖမ်းမိတဲ့တရင်ဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်တွေကနေရီကန်ဘီဟာကုန်းကိုလာတဲ့ဂျမတ်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေကိုနှစ်လကြာဖိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်တပ်ကတေဆုံးမှုများပြီး26ဦးအရှင်ဖမ်းမိတဲ့အပြင်လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ CDF အရှုကဒီနေ့ຫນွေမာလာ၂ရက်မှာထုတ်ပြန်ပါတယ်။ နိုင်ငံခံပြူဟာစခန်းကိုလာတဲ့စစ်တပ်စစ်ကြောင်းတွေကိုချင်းကာဝေးတပ်အစု CDF အစုနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကစတေမာလာဇန်ကစားပြီးဂျာပြတိုက်ခိုက်တာတွေလုပ်ခဲ့တဲ့ပြင်ခူကန်တိုက်ခိုက်တာနဲ့ဒိုးစစ်စင်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ဘက်ကလည်းနိုင်ငံခံပြူဟာကုတ်မကြရဲလေးချောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ်ပို့နေတာကြောင့်ဒီနလအတွင် CDF အစုကတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရပြီးချက်လက်အင်ကဆုံးရှုံးသူ2ဦးနဲ့ထိခိုက်ဒဏ်ရာရသူ9ဦးရှိခဲ့တယ်လို့အသိပေးထားပါတယ်။အဲဒီနှစ်လကြာတိုက်ပွဲတွေမှာဂျမတ်စစ်တပ်ဘက်က စစ်မှုထမ်းတပ်သားတွေပါဝင်စစ်သား26ဦးဖမ်းဆီးရမိခဲ့တယ်လို့နိုင်ငံလန်ဟောင်းတခြားနေမြေရှင်းလင်းလုပ်ချိန်မှာလက်နက်ငယ်လေးလက်နဲ့ခဲယံအများပြသိမ်းဆဲရရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရခိုင်တပ်တော် AA ဦးဆောင်တဲ့တော်လိုင်းမဟာမိတ်တပ်တွေဟာငဖဲမြို့နယ်တဲကဂျမစစ်တပ်ရဲ့နေရီကန်ပြူဟာကုန်းစစ်စခန်းကိုအပိသက်သိမ်းပိုက်နိုင်ရေးပြင်းထန်ထိုးစစ်ဆင်နေပြီးကာကင်စခန်းတွေသိမ်းပိုက်ထားနိုင်တယ်လို့ AA ဘက်ကလည်းထုတ်ပြန်ထားပါတယ်။ ဂျမတ်စစ်တပ်ဟာသူတို့အတွက်အရေးပါတယ်။နေရီကန်စခန်းပြူဟာကုန်မကြရေးလေချောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ခုခံနေတယ်လို့တော်လိုင်းမဟာမိတ်တပ်တွေဘက်ကလည်းအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်လက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့မြန်မြွနယ်မှာနွားစာရိတ်ဖို့ထွက်လာတဲ့တရက်ကံပြူရွာကပြူစောထီကိုပြစ်ခတ်ရှင်းလင်းတဲ့သတင်းဖြစ်ပါတယ်။ ငွေတိုင်းမြန်မြို့နယ်မှာနွားစာရေးဖို့ထွက်လာတဲ့တရက်ခံပြည်ရွာကပြူစောထီကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC ကထုတ်ပြန်ထားပါတယ်။တရက်ခံပြည်ရွာတွေကပြူစောထီတူဒဇင်ကမီရွာရဲ့အနောက်မြောက်ဘက်မှာရှိတဲ့မြေပြင်ကင်းမှာနွားစာရေးဖို့ထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမနေ့ကနိုဝင်ဘာလ၁ရက်မနက်၈နာရီခွဲဝန်းကျင်မှာ rifle နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေရာမှာတွင်ပွဲစည်းမှုတွေဆုံသွားတယ်လို့ဆိုပါတယ်။တေဆုံသွားသူဟာတိုင်းနန်စုသူဖြစ်ပြီးပြစ်ခတ်တိုက်ခိုက်ခံရတဲ့နေရာကိုပြူစောထီတွေရောက်လာတဲ့အတွက် ပြန်လည်ပြစ်ခတ်မှုတွေမိနစ်နည်းငယ်အတွင်းဖြစ်ခဲ့တယ်လို့သိပေးပါတယ်။ဒီတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PRC မြိုင်ပကဖတ်တရင်တက်ခွဲတက်တက်ခွဲလေးစက်ကြဒေါင်းမန်တက်ခွဲအညာမြေတက်ပေါင်းစုဝမလွေပြကြားတက်ခွဲဒေါင်းမီနောင်တက်ခွဲနဲ့ TYK ပြကြားတက်ခွဲတို့ပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်တွေအထူးကိမရှိဘူးလို့သိရပါတယ်ရှင်။ဆက်လက်တင်ပြပေးဦးမယ့်သတင်းကတော့တက်စခန်းတွေတိမ့်ပိုက်ခံရတဲ့ခေါလန်ဖူးတေတာမှစစ်တပ်က စစ်အင်အားဖြင့်တင်ပြီးထိုးစစ်ဆင်လာတယ်လို့ KAI ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါလန်ဖူးဒေသမှာရှိတဲ့စစ်တပ်နဲ့ပြည်သူစစ်စခန်းတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှာစစ်တပ်ကစစ်အင်အားဖြင့်တင်ပြီးစစ်ကြောင်းထိုးတာတွေဇက်တိုက်လုလာတယ်လို့ KAI သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။ကြိုင်ပူပေါင်းတပ်တွေခေါင်လန်မှုဒေသမှာရှိတဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့တပ်စခန်းလေးခုကိုအော်တိုဘလတ်တွင်တင်ပိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဖက်ကပူတာအိုဖာကက်ဝိုင်းမော်နဲ့ဗမော်ဒေတာတွေမှာနေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လုပ်လာတယ်လို့လည်းသိပေးပါဗျ။ KYA နဲ့ပူပေါင်းတပ်တွေဟာအော်တိုဘလာ28ရက်မှာခေါလန်ဘူးမြို့နယ်ကဂေါ်ဂျာလတ်စခန်းနဲ့နမ်ချိစခန်းတို့ကိုတိမ်ပိုက်နိုင်ခဲ့တယ်လို့အော်တိုဘလာ21ရက်နေ့မှာလည်းလမ်ဒန်ရွာကစစ်စခန်းနဲ့မခေါန်ဒန်ရွာကစစ်တပ်စခန်းကိုတိမ်ပိုက်နိုင်ခဲ့တာလို့စီးရဲသတင်းမှတ်တမ်းတွေကသိရပါဗျ။အခုလိုစစ်တပ်စခန်းတွေတိမ်ပိုက်ခံရတာကြောင့်ပူတာအိုမြို့မှာတက်ဆွဲနေတဲ့ခလာရ46တရင်ဟာ စင်ရားနဲ့လက်နက်ဖြစ်တင်တာတွေလုံဆောင်နေတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။စစ်တပ်နဲ့ပြည်သူစစ်တွေဟာဆောင်းလုံမြို့နယ်ထဲကလန်ဆယ်ဒေသကိုပြန်ရဖို့စက်တင်ဘာလမှာထိုးစစ်ဆင်ခဲ့ပေမဲ့လန်ဆယ်ကိုမရတဲ့ပြင်ခေါလန်ဖူးဒေသကစစ်စခန်းအချို့ကို KIA ဘူပေါင်းတပ်တွေနဲ့တိုက်ခိုက်သိမ်းပိုက်တာခံရလိုက်ရတယ်လို့စီရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါကြောင့်ဂျမတ်စစ်တပ်ဟာတိုက်ဝဲဖြစ်တာမရှိတဲ့ KIA ထိုင်းချုံနယ်မြေတွေကိုပါဒေသကနေဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်လာတာလို့ရှင်းပြပါရတယ်။ ဂျမစစ်တပ်ဟာရှမ်းမြောက်ဒေသကတအောင်တပ်တွေသိမ်းပိုက်ထားတဲ့မြို့နယ်ချို့ကိုတရုတ်ကူညီနဲ့ပြန်ရခဲ့ပြီးတဲ့နောက်ကချင်ချင်းနဲ့ရခိုင်ဒေသတွေကိုလေကြောင်းတိုက်ခတ်မှုတွေပိုးပြီးလှုပ်လာနိုင်တဲ့အတွက်စစ်တပ်ရဲ့တိုက်ခတ်မှုတွေကိုသတိထားပြီးနေထိုင်ကြဖို့သက်ဆိုင်ရာဒေသတွေမှာရှိတဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဆလဘီတာကီတာမြို့နယ်ရဲစခန်းကိုလက်ပစ်ဘုံနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့တဲ့ရင်ကိုလည်းတင်ပြပေးကြပါမယ်။ရန်ကုန်တိုင်းတာကီတာမြို့နယ်မှာရှိတဲ့မြို့နယ်ရဲစခန်းကို နေ့ကနိုဝင်ဘာလတရနေ့ည10:00နာရီခွဲကအချိန်မှလက်လုံဘုံတွေလက်ပစ်ဘုံတွေနဲ့ပြစ်ခတ်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့မျိုးပြကျွတ်ကွင်းရဖွဲ့ကအသိပေးထုတ်ပြန်လာပါတယ်။ဒီတိုက်ခိုက်မှုမှာစစ်အုပ်စုလက်ပါစီရဲတွေထိခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ရဲစခန်းထွေးပောက်ကွဲမှုတွေဖြစ်ပြီးချိန်မှာစစ်အုပ်စုလက်ပါစီရဲတပ်ဖွဲ့ဝင်တွေဟာကြောက်အားလန့်အားနဲ့ရန်တမ်းပြစ်ခတ်တာတွေရှိပေမဲ့မရှင်ဖော်ဆောင်ခဲ့တဲ့တလင်းရဲဘော်တွေထိခိုက်တာမရှိဘူးလို့သိရပါတယ်။လူမဆန်တဲ့စစ်အုပ်စုဟာတလင်းရဲဘော်တွေတိမဟုတ်ပဲတမန်ရက်သားပြည်သူတွေကိုပါနေစင်းနဲ့မြဖန်စီတက်ပြက်တာ မတရားစစ်မှုထမ်းကိုင်းတာတွေကျူးလွန်နေတဲ့အတွက်တိုက်ခိုက်ခဲ့တာလို့သိပေးပါဗျ။မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်ပခန့်တွေရဲ့အရင်းမြစ်ဟာဆီယနာရှင်တွေရဲ့ကိုဂျိုးစည်းပွားရှာဖွေတာကြောင့်ဖြစ်ရတာလို့မြို့ပြကျွတ်ကွန်ရဲ့အဖွဲ့ကသတ်မှတ်ထားပြီးဆဲအုပ်စုဓာတ်တိုင်တွေနဲ့လက်ပါစီတွေကိုခွင့်ရရတိုင်းတိုက်ခိုက်ချေမှုန်းသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါကြောင့်ဆီယနာရှင်တွေရဲ့သုံးချခံဘဝအောက်ကနေရုံထွက်ပြီးပြည်သူ့ဘက်ကရဲတပ်ကတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းကြဖို့မြို့ပြကျွတ်ကွန်ရဲ့အဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ အာနာရှင်တို့ရဲ့လွေးစားကန်းစာလောင်းနဲ့ပြည်သူလူထုပေါ်ဖိနှိပ်ရန်ရှာတဲ့လမ်းကိုရွေးချယ်ထားတဲ့စေုပ်စုလက်ပါစီတွေနဲ့စစ်တပ်တောက်တိုင်တွေကိုအချိန်နီယာမရွေးတိုက်ခိုက်ချေမှုန်းသွားမယ်လို့မြေပြန့်ကျွတ်ကွန်ရက်ဖွဲ့ကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့အထူးဒေသတစ်ကျန်းမာရေးဌာနကစစ်ပညာရှင်တွေရဲ့ချင်းဝစ်စံနှုန်းတွေကိုထိန်းသိမ်းဖို့စီကံထိန်းသိမ်းကော်မတီဖွဲ့စည်းတဲ့သတင်းဖြစ်ပါတယ်။ဒီတော်စုမြန်မာနိုင်ငံအထူးဒေသတစ်ကျန်းမာရေးဌာနကစစ်ပညာရှင်တွေရဲ့ချင်းဝစ်စံနှုန်းတွေကိုထိန်းသိမ်းဖို့ဆိုပြီး စီကန်းထိန်သိမ်းရေးကော်မတီတည်းရဲ့ဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်တော်စုမြန်မာနိုင်ငံကျန်းမာရေးဌာနလက်အောက်မှာရှိတဲ့ကျန်းမာရေးဦးစီးဌာနအနေနဲ့စေပညာနဲ့ကျန်းမာရေးလောကရဲ့ဘာသာရေးဆိုင်ရာစံနှုန်းတွေနဲ့ကျင့်ဝတ်တွေကိုထိန်သိမ်းကြီးကြပ်နိုင်ဖို့စေဘဆိုင်ရာစီကန်းထိန်သိမ်းရေးနဲ့ကျွမ်းကျင်မှုစံနှုန်းများဆိုင်ရာကော်မတီ Medical Disciplinary and Professional Standards Committee ကိုဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။ဒီကော်မတီကိုမနေ့ကနိုဝင်ဘာလ1ရက်ကဖွဲ့စည်းခဲ့တာဖြစ်ပြီးဒုတိယတိကျန်းမာရေးဌာနအောက်မှာရှိတဲ့ ျန်းမာရေးဝန်ထမ်းတွေနဲ့ဈေးပညာရှင်တွေအနေနဲ့ဈေးပညာကျင့်ဝတ် Medical Ethics နဲ့ပညာရှင်ဆိုင်ရာကျင့်ဝတ် Professional Standards and Ethics တွေနဲ့အညီလိုက်နာကျင့်သုံးစေဖို့အများပြည်သူရဲ့ယုံကြည်ကိုးစားမှုကိုထိန်းသိမ်းနိုင်ဖို့ရည်ရွယ်တယ်လို့ထုတ်ပြန်ချက်ကအသိပေးထားပါတယ်။ကော်မတီမှာဥက္ကဋ္ဌနဲ့ဒီဥက္ကဋ္ဌပါဝင်အဖွဲ့ဝင်6ဦးနဲ့ဖွဲ့စည်းထားပြီးဈေးပညာလောကမှာကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုနဲ့စီကံပြက်ကွက်မှုစတာတွေကိုစုံစမ်းစစ်ဆေးပြီးလိုအပ်လာရင်တင့်တော်တဲ့ရေးယူဆောင်ရွက်မှုတွေလုပ်သွားမယ်လို့သိရပါတယ်။ ခုလိုဖွဲ့စည်းလိုက်ခြင်းအပြင်ဇမ္မာရေးဆောင်ရှားမှုကဏ္ဍမှာရေသွေးနဲ့ယုံကြည်မှုစံနှုန်းတွေတိုးတက်လာမယ်လို့ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတစ်ဇမ္မာရေးဌာနကယုံကြည်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။